မင်္ဂလာပါခင်ဗျာကောင်းတာကိုလှုပ်တဲ့အခါမှာလူသိစေခြင်းနဲ့စိတ်အားကြီးနေရင်လွတ်လပ်တဲ့စိတ်နဲ့လှုပ်တဲ့သူမဟုတ်ပါဘူးတကယ်ကောင်းတဲ့သူဟာငါကောင်းတယ်လို့တောင်မတွေးတော့ပါဘူးခင်ဗျာတရားဟာကိုယ်ဘဝနဲ့ထပ်တူဖြစ်နေရင်လုံနေပေမဲ့လုံနေတယ်လို့တောင်မတွေးတော့ပါဘူးကိုယ့်ရဲ့ပင်ကိုယ်တဘာဝဖြစ်သွားပြီးအသက်ရှူနေတယ်လို့ဖြစ်သွားပြီးနှလုံးခုန်နေတယ်လို့ဖြစ်သွားပြီးတမင်တကာလှုပ်ယူနေရင်သိနေတယ် ပင်ကိုဖြစ်သွားရင်မတိတော့ဘူးလုံနေရတယ်လို့မထင်တော့ဘူးစာနည်းနဲ့တက်တဲ့သူဟာသူ့ကို လူတွေက စာတော်တော်တက်တယ်လို့ထင်စေချင်ကြတယ်ဒါကြောင့်အကူအကားတွေများများနဲ့ပြောချင်တယ်ရေးချင်တယ်စာပေကိုတကယ်ချစ်လို့လေ့လာတဲ့သူဟာနှစ်တွေကြာလေလေသူတိတာကနည်းနည်းလေးမတိတာကအများကြီးဆိုတာကို သိလာတဲ့အတွက်သူတက်တဲ့အကြောင်းကိုမပြချင်တော့ဘူးသူကိုလူတွေအထင်မကြီးမှာကိုမကြောက်တော့ဘူး သူဟာအထင်ကြီးတာအထင်သေးတာနှစ်ခုစလုံးကိုလွန်မြောက်သွားပြီဖြစ်ပါတယ်။သူဟာသူစာတက်တာကိုလည်းမေ့ထားလို့ရသွားပါပြီ။ဒါကြောင့်စကားပြောတဲ့အခါမလိုအပ်တဲ့အကူအကားတွေမထည့်တော့ဘူး။ရိုးရိုးပဲပြောတယ်။မေးလာမှ ဖြေတယ်။မမေးပဲလည်းမဖြေတော့ဘူး။သူစိတ်ကိုစာကလွှမ်းမိုးမှု မရှိတော့ပါဘူးခမညာ။ဟုတ်ကဲ့ဆရာတော်ဦးဇော်ဒီကမဟာမြိုင်တော်ရရဲ့အဆိုအား